ပါပြန်နော်ကျွန်တော်တို့ဒီဒီမှာ၄နှစ်၄နှစ်ငါတိပရိဒီမှာ၄၃ခွန်ဆိုတော့၄ပရိဒီမှာ၆၅နှစ်ဆိုတော့၃ပရိပေါ့နော်ဒီမှာတိပရိဒီမှာ၄ပရိဒီမှာ၃ပရိဒီဖြစ်စဉ်လေးကိုကျွန်တော်ရှင်းပြပြီးတော့မှဒီနေ့ထဲမှာမွေးကနန်းလေးဒါလက်ဆောင်ပြပေးလိုက်ပါမယ်ညာနော်ဒါပုံလေးနည်းနည်းချဲလိုက်မှဆိုရင်ဒီဖြစ်စဉ်လေးပေါ့နှစ်တန်းกว่าဝေးအတူတူပါပဲမိတ်ဆွေများကလင်နာရှိရင်ပြန်ကြည့်ပေါ့နော်ဒါလဲဆိုတော့ကျွန်တော်တို့ဒီမှာအလဲထောင်း သုံးလုံးပေါင်းလိုက်ရင်ကို့လို့နှစ်ဥမာစဖြစ်တာနဲ့နောက်တစ်နှစ်မှာသူကနှစ်ကြိမ်ကနေစပြီးလဲတော့သုံးလုံးပေါင်းလိုက်ရင်ကို့လို့ဖြစ်တယ်။အဲ့လိုဖြစ်ရပြီးမှသူက၄နှစ်၅ဆိုတာတိပိဋိသူ့ရဲ့တိရဲ့ပါဝါ၆ပိဋိဆိုပြီးမှတခါသူကစင့်ထားတာပေါ့နော်။ဒါဆိုတာဒီပေါင်းချင်းတိလေးဆိုတာထားရတော့အထောက်လေးတွေအဲကြတော့ဒုတိယကတ်ဒုတိယကတ်မှာလဲကျွန်တော်တို့ဒီမှာအလဲတောင်သုံးလုံးပေါင်းချင်းတဲ့အခါကို့လို့ဖြစ်တယ်။ နောက်တစ်နှစ်မှာနှစ်ကြိမ်ကနေစပြီးမှလယ်တောင်သုံးလုံးပေါင်းရတဲ့အခါကိုယ့်လိုဖြစ်တယ်သူ့ရဲ့ဘေးမှာနှစ်သုံးခုဆိုရနှစ်ပြိတ်လို့လိုက်တယ်နှစ်ရပါမှာခွန်ပြိတ်သူ့နမှာဇက်တိုက်ပြန်လိုက်ခဲ့တာပါနော်ကျွန်တော်တတိယကတ်တတိယကတ်သွားမှဆိုရင်လည်းကျွန်တော်တို့ဒီအလယ်တောင်သုံးလုံးပေါင်းရင်းဒီကိုယ့်လိုဖြစ်တယ်နှစ်ကြိမ်ကနေနောက်တစ်နှစ်မှာစပြီးတော့လယ်တောင်သုံးလုံးပေါင်းရင်းဒီကိုယ့်လိုပြန်ဖြစ်တယ်သူ့ရဲ့ဘေးကတ်ရမှာ6 9နှစ်ဆိုရသုံးပြိတ်လို့ဖြစ်တယ်တင်းနှစ်သုံးလို့ဖြစ်တဲ့အချိန်မှာသူ့ရဲ့အောက်မှာလည်းသုံးရပါပါရှစ်ပြိတ်လို့ဇက်လိုက်ခဲ့တာပါနော်ဒီဒါလေးကတော့တောင်ပေါင်းလုံးပေါင်းရင်းတစ်ဆိုရတဲ့အထောက်ထားလေးတွေပါ ထားရတော့အဲ့ကျတော့ကျွန်တော်တို့ဒါနဲ့ပတ်သက်လို့ဘာကိုပြကျင်တယ်လို့အခုရသမတင်နေပြီမှဆိုရင်ထူးခြားချက်လေးတခုကအရင်ဆုံးဒီတိပိရိတ်ပေါ့နော်အဲ့ဒီတိပိရိတ်ဒီနောက်တဲ့နှစ်မှာဒီ၄နှစ်ငါတိပိရိတ်၄နှစ်ငါဒီနောက်တဲ့နှစ်ကျော်မှာသူက၄နှစ်ငါ၄ငါနှစ်လို့ဒါမွေးကနန်းဖြစ်ပေးခဲ့တာပေါ့နော်ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီနှစ်သုံးခွန်ဒီနောက်တဲ့နှစ်မှာသုံးနှစ်ခွန်ဆိုပြီးတော့မှတနည်းကျော်မှာဒါမွေးကနန်းဖြစ်ပေးခဲ့တာပေါ့နော်အဲ့ကျတော့ကျွန်တော်တို့ဒီဒါသုံးကတ်ဆိုင်ဆိုတော့ပြီးရင်တော့ရမှာပေါ့ဗျာနော်ကျွန်တော် မပေးဘူးပေးမှသွားတာမိစေများမွေးကြည့်ပေါ့ဒါကျွန်တော်လည်းအတက်မပြောနိုင်ဘူးပေါ့နော်မူရပြောမှဆိုရင်တော့ဒီဒီ6-9နှစ်ဒီကျွန်တော်ဒီနေ့ထဲမှာမွေးကနန်းပေါ့ဒီမွေးကနန်းလေးကိုဘာလို့ဒီချိန်ကျမှဒါအတိုက်ဆိုင်ဖို့နဲ့ထုတ်ပြရလဲဆိုရင်ကျွန်တော်တို့ဒီထူးခြားခြင်းလေးတခုသူကဘာလဲဆိုတော့ဒီ6-9နှစ်4-5အသည်4-5နှစ်လို့စကြတဲ့အချိန်ကြတဲ့အချိန်မှာသူ့ရဲ့ဒီနေ့ထဲမှာပြန်ကြည့်တဲ့အချိန်မှာ၄ထိတ်လို့ပထမဆုံးစကြတာ ਨੇ သူ၄ဆရာအောက်ကကဏ္ဍဒီရှေ့တနည်းကြောကဏ္ဍရှေ့တနည်းကြောကဏ္ဍဒီလည်းပဲကဏ္ဍလဲဆိုရင်စောစောကမူတည်ခဲ့တဲ့၄နှစ်၅ပဲဖြစ်နေရယ်နော်တခါဒုတိယကတ်သွားမှဆိုရင်ကျွန်တော်တို့ဒီ1 3ခွန်ဒီ3နှစ်ခွန်လို့စကြတော့မယ်ဆိုရင်ကျွန်တော်အဲ့ဒီနေ့ထဲမှာအရင်ဆုံးပထမဆုံး3ထိပ်ပေါ့ဗျာနော်ကျွန်တော်တို့ပထမဆုံး3ထိပ်လို့ကြပြီးတဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီသူ့ရှေ့တနည်းတော်ကဏ္ဍပေါ့သူ့ရှေ့တနည်းတော်ကဏ္ဍဒီနဲ့ဘာကဏ္ဍလဲဆိုရင်စောစောမူတည်ခဲ့တဲ့1 3ခွန်ဆိုတဲ့ကဏ္ဍမှာပဲနော် အဲ့တော့ခုတတိယကတ်ပေါ့တတိယကတ်ခုပထမဆုံးစကြတဲ့နှစ်ထိပ်ပေါ့နော်ဒီမှာခုနှစ်နှစ်ခွန်နှစ်ထိပ်ကြခဲ့ပြီသူ့အောက်ကကဏ္ဍဒီရှစ်တနစ်ကျော်ကကဏ္ဍဒါယူဆကြရာ ရှစ်တနစ်ကျော်ကကဏ္ဍဆိုရင်တော့ပို့ပြီးတော့များတာပေါ့နော်ကဏ္ဍနေအများကြီးထဲမှာကျွန်တော်ရွေးချယ်မှုကသုံးသပ်မှုတွေခဲ့တာက6 9နှစ်ဆိုတဲ့ကဏ္ဍဒီဒီချိန်မှာပေါ့ဗျာနော်အဲ့မှာကျွန်တော်ဒီထဲမှာ2 6 9လို့ရွေးပေးလိုက်တာကဘာလဲဆိုရင်ကျွန်တော်တကယ်တော့ပတ်လည်မှလုံမှာပါဗျာနော်အဲ့ဒါကဒါကျွန်တော်ရဲ့စိတ်ကူးလေးနဲ့ရေးထည့်ပြီးတဲ့ ကနန်ပေါ့သူက၄ထိတ်လို့ရတာနဲ့၄ထိတ်နဲ့ပဲပြန်လိုက်ခဲ့တယ်အဲ့ပြန်လိုက်ခဲ့တဲ့၄၄နဲ့ပတ်သက်တဲ့ကနန်ကြီးလေဒီပြည်သေးခဲ့တဲ့၄နဲ့၅ပဲဖြစ်နေတယ်ဒုတိယတစ်ခါပေါ့နော်ကျွန်တော်တို့ဒီ၃ထိတ်လို့ကြာတာနဲ့လည်းသူ့အောက်မှာ၃ထိတ်လို့ပြန်လိုက်ခဲ့တယ်ပြန်လိုက်ခဲ့တဲ့ဒုတိယကနန်၃ထိတ်နဲ့ကနန်ကြီးလေသောသောဒီကနန်ဖြစ်နေတယ်ပေါ့နော်နှစ်သုံးသုံးခွန်ဆိုတဲ့ကနန်ဖြစ်နေတယ်သူအဲ့ထဲမှာလည်း၃၃ပါနေတယ်ပေါ့နော်အခုကျွန်တော်တို့ဒီမှာလည်းနှစ်နှစ်ခွန်ဆိုတဲ့နှစ် ထိန်းနဲ့စကြလိုက်တဲ့နဲ့ဒီအောက်ကနေနှစ်ထိန်းနဲ့ပြန်လိုက်မှဆိုရင်သောသောဒီနေရာမှာလည်းနှစ်ပါနေရမှာဆိုရင်နှစ်ကလည်းပါနေတယ်။ထားမှာတော့ဒီနေရာမှာ6 5 3လို့ဟာမျိုးဆိုရင်တော့ပတ်လေရွေးချယ်နေရတော့ကောင်းတာပေါ့နော်။ဒါပေမဲ့ဒီမှာဒီပုံစံတိုင်းနှစ်ထိန်းတူထိန်းများလာခဲ့ရင်ဒီ6 5နှစ်ထဲမှာလည်းနှစ်ပါနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီချိန်မှာနှစ်ထိန်းနဲ့ထိုးရင်ထိုးပါနှစ်ထိန်းနဲ့265 256အဲ့လိုလည်းထိုးရင်ထိုးနော်အာမိတ်ဆွေများတကယ်တော့ဒီ265 65နှစ်ပတ်လေဒီ ီချိန်မှာအကောင်းဆုံးလို့ဒီသုံးကဆိုင်နဲ့ပြောမှဆိုရင်တော့စုနိုင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကနန်းကိုခုချိန်မှာမမကနန်းနဲ့ဒီကနန်းကိုထည့်ပေးလာဆိုကျွန်တော်သုံးသန်တိုင်းပါပဲเนาะကျွန်တော်မမကနန်းလေးမှာဆိုရင်2 6 5လောက်မျိုးထည့်မပေးဘူးပြမမမိတ်ဆွေများဒီမူလေးကိုသိလို့ကြည့်ပြီးလို့ကြာရင်လေဒါလေးကထည့်ထုတ်ပေါ့ဗျာ2 6 5 2 5 6ကျွန်တော်ပေါက်ပေးထဲမှာတော့ဒီကနန်းလေးတစ်ခွက်တော့ထည့်ပေးထားလိုက်တယ်ဗျာเนาะဒီကနန်းလေးတစ်ခွက်ဆိုပတ်လေပေါ့ကျွန်တော်2 6 5တော့မဟုတ်ဘူးအဲကြတော့ပေါက်ပေးမိတ်ဆွေများလည်းဒီကနန်းကို ီကနန်းထည့်ပေးလိုက်တဲ့ဟိုက်6-5နှစ်မူရေကနန်းလေးတစ်ခုကိုကျွန်တော်ထည့်ပေးလိုက်တဲ့ဟာမှာဒီမူဒီမူနဲ့ပြည်မှာဆိုရင်တော့2-6-5 2-5-6ပေါ့နော်ကျွန်တော်ထည့်ပေးတာက2-6-5 2-5-6မဟုတ်ပါတဲ့အတွက်ကြောင့်ပက်လေထိုးခြင်းလဲထိုးပါဒါမှမဟုတ်ကျွန်တော်ထည့်ပေးတဲ့အတိုင်းပဲထိုးခြင်းလဲထိုးပါတကယ်တမ်းတော့ထွက်လာခဲ့ရင်ဒဲထွက်မှပဲကျွန်တော်ပေါက်ပြီးခဲ့တဲ့မှာပေးရမှာပဲနော်ပက်လေထွက်လဲမေးသူများကံပေါ့ကဲအားလုံးဒါလက်ဆောင်ဖြစ်တင်ပေးလိုက်ပါတယ်ဗျာနောက်6-5-2မူရေကနန်းနှစ်ထိပ်အောက်မှာပို့ထိုးပါအများတမ်းမွေးနိုင်တော့ ဒါမိတ်ဆွေများကံကောင်းရင်ရထွက်တဲ့ချိန်ရမှာပေါ့နော်ကျွန်တော်ဆိုတော့ဝေကနန်းနေဆိုတာဒါခုရဲမဟုတ်တဲ့ခါကျတော့ဗေမွေးကနန်းမှာအမြဲမွေးရဆိုတာမရှိဘူးပေါ့နော်တိုက်ဆိုင်တဲ့ခါထည့်မွေးတယ်ဒီနှစ်နှစ်ကောင်မွေးကနန်းလည်းကျွန်တော်ဒီချိန်မှာတိုက်ဆိုင်မှုလေးရှိလို့ကျွန်တော်အရင်ဖြစ်တော့ထည့်ကစားလိုက်တာအဲ့ဒါကြောင့်ပဲရလိုက်တာဒီနှစ်ကောင်ဒီတောက်လျှောက်ကြီးထိုးလာခဲ့တာပေါ့နော်ရှစ်ကိုးလေးနေစပြီးတော့မှတောက်လျှောက်ကိုထိုးလာရကနန်းဒီချိန်ကျမှပဲဒါတထောင်ဖို့ကြိုက်တော့မကြိုက်ဘူးမကြိုက်တော့လည်းကဲတထောင်ဖို့လို့ဘာမှမဖြစ်ဘူးဆိုပြီးတော့မှထိုးလိုက်လို့ကျွန်တော်တော့ရလိုက်ပါတယ်ကဲအားလုံး ဒီချိန်မှာလည်းဆက်ပြီးကံကောင်းကြပါသေးရဲ့နော်